Hello everyone အားလုံးမင်္ဂလာပါဒီတလုံးမှာဆိုလို့ရှိရင်ဘောနောမြန်မာပြည်မှာနန်းတို့အရန်ကိုမှစိတ်မကောင်းစရာကိစ္စတွေအများကြီးကြုံတွေ့ရတယ်ဘောနောငလင်ပီးတဲ့ကြောင့်မလို့အသက်များစွာလည်းဆုံးရှုံးရတဲ့လူမျိုးတကယ်ပဲအခုထိရှာဖွေမရတဲ့လူတွေလည်းအများကြီးရှိပါတယ်ဘောနောဒါကြောင့်မလို့ဒီငလင်ပီးတဲ့နဲ့ပတ်သက်ပြီးတော့နဲ့အားလုံးအတွက်ဒါဘူးဒူတရားစီမဲ knowledge sharing လေးကိုနဲ့ဒီဗီဒီယိုလေးမှာပြုလုပ်ပေးမှာဖြစ်ပါတယ် ထမဆုံးတစ်ခုအနေနဲ့ဖုန်းထဲမှာမဖြစ်မနေထည့်ထားတဲ့ application တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီ Aquit application ပါ။ဒီ application ဟာဆိုလို့ရှိရင်တော့ထူခြားတဲ့အချက်တစ်ခုကတော့ငလင်ဘေးတက်ဖြစ်လာတဲ့ငလင်စားလုပ်တာနဲ့ဆိုလို့ရှိရင်တော့သူကသူ့အလိုလိုပေါ့နော်ဖုန်းကအလန်းမီလာပြီးတော့ဒီပေးချက်ဝင်လာမှာဖြစ်ပါတယ်။ ဒီ application ကိုဖုန်းထဲမှာထည့်ထားခြင်းအပြင်ငလင်မလုပ်ခင်မှာကြိုတင်ကောက်ွက်နိုင်ပါတယ်။အာပြီးလို့ရှိရင်သူကငလင်စပြီးတော့နေငယ်ဆောက်လုပ်တာနဲ့သူကဖုန်းကမီးရတဲ့ကြောင့်မလို့ကို့အနေနဲ့တွားဖို့ပြုဖို့အတွက်အလုံးဝအချိန်မီတယ်လို့လည်းပြောလို့ရပါတယ်။ ဒီ app လေးကိုသွင်းထားပြီးလို့ရှိရင်တော့နောက်တစ်ခုကတော့လည်းတို့ကြိုတင်ပြင်ဆင်ရမယ့်စီရှိရယ်လွယ်အိတ်တစ်လုံးနဲ့မှာပေါ့နော်ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းရေးကိုယ့်ရဲ့အရေးကြီးတဲ့ဆောင်ရွက်ဆိုင်တဲ့နေကိုတည်တည်ချာထည့်ထားဖို့လိုအပ်တယ်ပေါ့နော်ဒီဟာကတော့ငလင်ဖြစ်ခင်မှာနော်တို့ကြိုတင်ပြီးတော့အာကောက်ွယ်နိုင်တဲ့နီလမ်းပဲဖြစ်ပါတယ်ဒါဆေးလေးတွေပေါ့နော်အခုတောက်တဲ့ဆေးလေးတွေနေထည့်ထားမယ်ပြီးလို့ရှိရင်ဆောင်ရွက်ဆိုင်တဲ့နေထည့်ထားမယ်အာပြီးလို့ရှိရင်ပြန်လုပ်လို့မရတဲ့ဥမာမက်ပုံတင်လို့ဘာညာလို့ပေါ့နော်ဒါကြီးထည့်ထားမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ပစံအနေငယ်ရေးကိုအာရဲ့ကိုလိုမဲ့ပစ္စည်းတွေလောက်ကိုနေထည့်ထားလို့ရှိရင်တော့ဒါအဆင်ပြေပါတယ် ဒီချက်ကတော်တော်လေးရေးချီပါတယ်လို့တော်တော်များကငလီလောက်ပြီဆိုလို့ရှိရင်ကြောက်ရွံ့ပြီးတော့နေတတ်ကြတယ်ပေါ့နော်အဲ့လိုမဟုတ်ပေနဲ့ကိုကမြေအောက်ထက်မှာပြီးလို့ရှိရင်ပထမအထက်ထိရတယ်ပေါ့နော်အဲ့လိုမျိုးရှိနေရလို့ဆိုလို့ရှိရင်တော့ချင်းချင်းကွင်းပြင်တီကိုပြေးစင်မှာလမ်းပေါ်မှာထွက်ပါအဆောက်အုံနဲ့ဝေးရနေရာမှာထွက်ပါပေါ့နော်ဒါမှမဟုတ်ကိုကအထက်မြင့်မှာနေရတူဆိုလို့ရှိရင်တော့အောက်ကိုစင်းလည်းမမီတဲ့အတွက်ကြောင့်မို့လို့အဲ့လိုကကိုရဲ့ခေါင်းပေါ့နော်အဓိကခေါင်းကိုလုံးဝထိခိုက်လို့မရဘူးပေါ့နော်ခေါင်းကို တခုခုနဲ့ကာကွယ်ထားတာပေါ့နော်အိမ်မှာဆိုလို့ရှိရင်အလွယ်တကူရှိနိုင်တဲ့စတီးမာတဲ့ဒေအိုးမာတဲ့ဟာတွေနဲ့ခေါင်းကိုဆွတ်ထားပေါ့နော်ဆွတ်ထားပြီးလို့ရှိရင်တော့ခွေးလေးတွေကြောင်လေးတွေအဲဒီလိုကွေးနေလို့ပုံစံတိုင်းပဲကွေးနေပြီးတော့အဲဒီချက်တခုကတော့တော်တော်များများကခုန်နေအကြေအောက်မှာနေဝင်ပုံးတက်ကြတယ်ပေါ့နော်ကိုပုံးလိုက်တဲ့ကတင်တို့ခုန်တော့ဆိုလို့ရှိရင်တော့ခိုင်ခံမှုရှိရင်တော့ဒါအိုကေတယ်ပေါ့နော်အဆင်ပြေတယ်ဒါမှမဟုတ်လို့ကိုကအဲဒီကိုခုန်နေကာကတင်တွေကနှဲ့ပြီးတော့အာဒါတခုခုအပေါ်ပြုတ်ကြလိုက်လို့ရှိရင်လေကျွန်ကြသွားမယ်လို့ဆိုလို့ရှိရင် လုံးဝအဲ့အောက်ကိုမဝင်သင့်ပါဘူးကိုအကူဆက်ပြီးရတဲ့ဒီလိုမျိုးခွေးကလေးလိုမျိုးပေါ့နော်ကိုပြီးတော့အိတ်နေရဖြစ်ဖြစ်ပြလို့ရှင်မှောင်းနေရအိတ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲခေါင်းကိုတိတိချာလေးကောက်ခွေထားလို့ရှင်တော့ဒါလုံးဝအဆင်ပြေမယ်နီးလိုက်တစ်ခုဖြစ်ပါတယ် ငလင်လောက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်နည်းပြုတ်ချက်ပြက်စီထားတဲ့အဆောက်အုံဒီမှာအခွင့်ပြုချက်မရမယ်တဲ့နော်ပေါ့နော်အဲကဲစီရင်တမိုင်းခွင့်ပြုချက်ဒီမရပဲနဲ့ဝင်ကြည့်တာဖြစ်ဖြစ်ကိုကနှစ်ခုမိသားစုဝင်တငယ်ချင်းတွေဝင်ရှာတာလုံးဝမလုပ်ဖို့အတွက်ကြံပေးချင်ပါတယ်အဲ့ဒါကကိုထွက်လဲအန်ဒီရှိလို့တစ်ဖက်ကပြိနေတဲ့သူတွေအတွက်လည်းအန်ဒီရှိရပေါ့နော်ကိုကနင်းလိုက်တဲ့ကြောက်ကဟိုသူတို့ပေါ့ပြိနေလို့ရှိရင်လည်းဒါသူတို့အတွက်အပူပြိရကြတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကမတိပဲနဲ့ကေစီတမိုင်းရဲ့ခွင့်ပြုချက်တွေမရမယ်နဲ့ပေါ့တော့တာဝန်ရှိသူတွေခွင့်ပြုချက်တွေမရမယ်နဲ့ဝင်ကြည့်တာမျိုးတွေ ်အာပြီးလို့ရှိရင်ဝင်ရှာတာမျိုးတွေမလုပ်ဖို့အတွက်ဒါအလျံကိုတည်ထားပေးရမှာဖြစ်ဒီငလင်တန်ဆိုလို့ရှိရင်တော့တော်တော်လေးဟိုမှာအော်ထိခိုက်ပျက်စီးရတဲ့အခြေအနေတစ်ခုကြုံတွေ့နေရဖြစ်ပါတယ်ဒီငလင်ပေတန်အောင်ဆိုလို့ရှိရင်လည်းအရင်ကကတာပညာရှင်တွေကဘောတော့ပြောထားတယ်အော်သူတို့ဒီမှာပြီးမှာငလင်ပေတန်တစ်ခုကြုံမယ်ဆိုရရတစ်ခုပြောထားတယ်ဘောတော့ဒါပေမဲ့ပြည်သူတွေအနေနဲ့လည်းဒီအရာတွေကိုကြိုတင်ပြင်ဆင်ဖို့အတွက်အချိန်လည်းမရခဲ့သလိုအာဒါလီကလည်းအရန်ကိုမှတတိယရောက်နဲ့ပညာပေးရမျိုးလည်းမရှိတဲ့အတွက်ကြောင့်မလို့အာဒီမျိုးထိခိုက်ဆုံးရှုံးမှုတွေအများကြီးရှိပါတော့ဒါကြောင့်မလို့နောက်ကြာလို့ရှိ င်လဲဘောနော်နန်နိုအတီရဲ့ပညာရှင်တွေပြောတဲ့စကားတွေကိုအာတင်းနေကိုဘောနော်တတိချလိုက်နားဆွင့်ပြီးတော့ကို့အတွက်ပရာကကျူပြီးတော့ပြပယ်လုပ်တင်လဲကျူပြီးတော့ပြင်ဆင်တင်လဲဆိုရင်အရာကိုအားလုံးတူဝိုင်းဝန်းပြီးတော့လှုပ်ဆောင်တင်နေဆိုရင်အကြောင်းကိုလည်းဒီရဲ့ဗီဒီယိုလေးကိုရှင်းလင်းအောင်ချင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးများရေးတင်ပါတယ်